မင်္ဂလာပါကျမကတော့မူဝင်ကျဲပါ BMC ဖော်ဝင်နေတဲ့သတင်းတွေကိုဒီတော့မှတက်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC ဖော်ဝင်နေကတော့74 Media ၊ချွေပြည်မြေ New Agency ၊မဲခေါင်နီယိုဇလန်၊မန္တလေး Free Press ၊မြေလက်အတန်း Western New ARD တိုင်းနဲ့ဒေသတင်းနိုင်တိုင်းတို့ဖြစ်ကြပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့မန္တလေး Free Press ကပြပူထားတဲ့ကမ်ဘလူနဲ့ခင်ဦးနယ်ထဲရွာစဉ်ပတ်မွေစစ်ကြောင်းထိုးတဲ့အင်အား100ကျော်ပါဆုပ်စုကိုစစ်ကြောင်းပြတ်တဲ့အထိ တော်လန်ရေးတပ်တွေကတိုက်ခိုက်တုံ့တင်နိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းနိုင်ကမ်လူနဲ့ခင်ဦးမြို့နဲ့အဆက်ရွာစံပတ်မွေစစ်ကြောင်းတို့ကပြည်သူကိုရံပြုတ်တပြက်နေတဲ့စိုးစုကိုတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ရာစိုးစုအထိနာအသေးများပြီးစစ်ကြောင်းပြက်ထွက်ပြေးသွားတယ်လို့စကိုင်းနိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကသတင်းထုတ်ပြန်ပါတယ်။ ိုဝင်ဘာ12ရက်မနက်ပိုင်းကကမ်ဘလူနယ်ဝတိုးရွာစုံစုအထိုင်းစကန်ကနေခေဦးနယ်ဘက်စစ်ကြောင်းထိုးလာတဲ့စုံစုရဲ့တပ်မ33လောက်အောက်ခံချင်းမြန်တရင်ခမရ117နဲ့ပြူစောတီတွေပူပေါင်းထားတဲ့အင်အားတရာခန့်မှာစစ်ကြောင်းကိုကမ်ဘလူနယ်တောင်ချမ်းရင်းတိုင်းရွာတောင်ဘက်မှာတော်လန်ဟိတက်တွေကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စုံစုတပ်ပြတ်ထွက်ပြေးကမြူဟာမိုးအပောင်ဝင် အလောင်း50ခန့်၃ပန်း15ရောက်ခန့်နဲ့လက်နက်ခဲယမ်းတွေတင်စီရရှိခဲ့ပါတယ်။ ရွာစင်ပတ်မွေစစ်ကြောင်းတို့ကလူသက်လူရဲ့မိရှုံနေတဲ့စိုးစုစစ်ကြောင်းကိုဒေသခံတော်လှန်ရေးတပ်တွေကအောင်မြင်စွာတိုက်ခိုက်တုတ်တင်နိုင်ခဲ့တာလို့ပြည်သူ့ကာကွယ်အဖွဲ့ကမ်းမလူမြို့နယ်ပါကဖာသတင်းထောက်လှမ်းရေးတာဝန်ခံကပြောပါတယ်။တပ်ပွဲဖြစ်ချင်းကြတာကတော့မနေ့စနေ90လောက်ကနေစပြီးတော့ဖြစ်လိုက်တာ7နှစ်7နှစ်မှာတင်းလောက်ကြောင်ကြာတာ3နှစ်ခွဲလောက်ကြာတာပေါ့နော်တပ်ပွဲဖြစ်ချင်းကတော့လေအတင်းဆောင်ကြိုတိုက်ခိုက်တယ်လို့ပြောလို့ရပါတယ်ဗျာ။ဘာပြောလို့လဲဆိုတော့ ်သူတို့စုဖုံးမှုလုပ်နေတာတွေကိုလည်းကျွန်တော်တို့သိတယ်ဒီစစ်ကြောင်းကကျွန်တော်တို့ဒီချေဥဘက်ကိုဆက်ပြီးတော့ကူးမယ်ဆိုအောင်လည်းကျွန်တော်တို့သိတာဖြစ်တဲ့အတွက်အဲ့ဒီနေ့မတိုင်ခင်မှာပဲကျွန်တော်တို့ဒီဘက်မှာရှိတဲ့တော်လိုင်းရေးအင်အားတွေပေါ့နော်တော်လိုင်းညီကိုတွေကိုကျွန်တော်တို့စုဖုံးမှုတွေလုပ်ခိုင်းပြီးတော့မှပဲအတင်းဆောင်ကြိုတက်ခိုက်တဲ့အနေအထားတစ်ခုပါပဲကျွန်တော်တို့ရဲ့ဒီရဲဘော်တွေကိုတိုင်ကိုကြရတဲ့ဒီသူတို့ရဲ့ရုပ်လောင်းတွေတွေ့ရတဲ့စစ်တုံးမှန်းတွေကလည်းဒါဖမ်းမိတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်။ဒါစစ်တုံးမှန်းဆိုရင်ကျွန်တော်တို့က15ဦးပေါ့နော်။15ဦးဖမ်းမိထားတာရှိတယ်။အဲ့ဒီတည်းမှာလည်း ကျောင်းသားလေးတွေအစပါတယ်သူပေါ်တာဆွဲပြီးခိုင်းတာပေါ့နော်တင်းကြစစ်ခိုင်းမှုတွေနဲ့လောရတဲ့ကျောင်းသားလေးတွေလည်းပါလာရေးကျွန်တော်တွေ့ရတယ်အဲ့ဒီတိုက်ခိုင်းမှုကိုကမ်ဘလူခရိုင်ပကပအထူးလှူရှာတရင်ရေဦးမြို့နယ်ပကပဒဝန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တရင်အမှတ်25တရင်30ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးပကပကာဘိုးတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကာဘိုးတိုက်နယ်ပကပကျောက်တိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကျောက်တိုင်ပကပ PDF နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ပလာပါစတဲ့ တော်လန်အင်အားစုတွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်တိုက်ပွဲဖြစ်ပြီးချိန်ကနေဒီကနေ့ထိကက်မလူနဲ့ခင်ဦးနဲ့ကြီးဝါတွေကိုစောစုကတိုက်လေရင်ဂျိုင်းယိုကော်ပရာစတာတွေနဲ့နေစင်ရက်ဆက်လေးချောင်းပုံကျဲနေပြီးထောင်တောင်းချီတဲ့ပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတံပြန်ပြီးမဲ့မန္တလေးတိုင်းမိုးကုံမြို့ကဒေသခံတွေဟာတိုက်ပွဲတစ်ပံပြန်ဖြစ်မှာကိုစိုးရိမ်တာကြောင့်ထွက်ပြေးတိမ်းရှောင်နေရပြီးကားခတွေလည်းအရင်ကတည်းကငါးစာနေပါမြင့်တက်သွားပါတယ်။ ဒီသတင်းကိုရွှေပြည်မြေကတင်ဆက်ပေးထားပါတယ်။တိုက်ပွဲတွေတချို့ပြန်ဖြစ်ပွားလာနိုင်တဲ့အခြေအနေတွေကြောင့်မန္တလေးတိုင်းမိုးကုံမြို့ကဒေသခံတွေဟာဘေးလွရာလို့ယူဆရတဲ့နေရာတွေနဲ့မန္တလေးမြို့တွေဘက်ကို ထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။အခုလိုဒေသခံတွေထွက်ပြေးသိမ်းရှောင်နေကြချိန်မှာပဲကားခါတွေလည်းအရှင်ကထက်ငါးဆနေပါတိမြင့်တက်သွားတယ်လို့ဒေသခံတွေကရွှေပြည်မြို့ပြောပါတယ်။ လက်ရှိမြို့ထိန်းချုပ်ထားတဲ့တောင်းတက်မတော် PSOF ချင်တွေဟာမိုးကုံမြို့ကနေဆုတ်ခွာမယ်လို့သတင်းတွေထွက်ပြီးနောက်ပိုင်းလေကြောင်းတက်ခတ်မှုတွေနဲ့မြို့သိမ်းတိုက်ပွဲတွေရှိလာနိုင်တဲ့အခြေအနေတွေကြောင့်မိုးကုံမြို့ခံတွေကဘေးလွရာကိုကြိုတင်ထွက်ပြေးသိမ်းရှောင်လာကြတာပဲဖြစ်ပါတယ်လူတွေကအနေနဲ့ကားလက်မဲ့ဝယ်ဖို့ကြိုးစားနေကြတယ်ဒီကတော့မန်းလေးဘက်ကပေါ့ကောင်းကင်ရတော့ရဟန်းခတ်တယ်လို့ဆေးရနယ်ကောင်ခိုက်နေတယ်ဒါနဲ့တော်နေတဲ့သူကအများကြီးပဲ ထောင်နဲ့ချီတဲ့မြို့ခံတွေဟာမြို့ကိုစွန့်ခွာဖို့အတွက်နေ့စဉ်စ조사နေကြတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိချိန်မှာကားခတ်သူကိုကျက်၈သိန်းကနေ10သိန်းအထိရှိနေပြီးလူသူကိုကြောပွေအိတ်တလုံးတာယူဆောင်ခွင့်ပေးထားသလိုတခြားပစ္စည်းတွေတင်ဆောင်ခွင့်မပေးထားဘူးလို့မိုးကုံမြို့နောက်ပိုင်းမှာအသက်50ရွယ်မျိုးသားသူကပြောပါတယ်။ကားခတ်တွေတော့ဈေးမျိုးမျိုးရှိကြတယ်။အင်းစီးကားတွေကိုအဖို့ဖြစ်ကုန်တဲ့တော့ဈေးနဲ့နဲ့တက်တာမယ်။ ညတော့အဖြစ်ကတော့ဈေးနည်းနည်းပုံများတယ်အဝေးကြီးကနေပတ်ပြီးတော့သွားကြတယ်ကားတယ်ဆိုရင်တော့ဈေးသက်တာတယ်ဒါပေမဲ့အက္ခရာကတော့ရက်ပူကြမယ်အ ਨੇ ဆုံး၄ရက်လောက်ကိုသွားရတယ်ဉဏ်ချင်းတော့ဈေးပူပေးပြီးမြေမြေရောက်ပဲလမ်းကနေသွားတဲ့ကားကိုစီးကြတာပေါ့အဲ့ဒီကားတွေကတော့၈သိန်းကနေ၁၀သိန်းကျပ်ထိရှိကြတယ်လမ်းမှာတ냐လောက်ပဲအိပ်ရတယ်အိုက်ကားစီးရင်တော့ကြော့ပွေးတလုံးကိုပဲတိတ်လို့ရတယ်ဂျန်တဲ့ပစ္စည်းတွေဘာမှယူလို့မရဘူးလမ်းမှာလည်းချိန်မရတိုက်ပွဲတွေပါကြုံရနိုင်တော့ကားကိုတိတ်ပြီးတော့အလေးမခံကြဘူး ကော့ပေါ်ပါပါပဲသွားကြတာပေါ့ဒါပြင်ကုံကြစီအနှဲငယ်တက်သားတဲ့ရှမ်းမြောက်ကြောက်မဲမျိုးဘက်ကိုလည်းသိန်းဆောင်သူတွေရှိနေပြီးမိုးကုတ်ကြောက်မဲကားခသူကိုနှစ်သိန်းကနေလေးသိန်းထိရှိတယ်လို့ရှင်မောင်းသူကပြောပါတယ်မြို့ကိုထိန်းချုပ်ထားတဲ့တန်တက်ဟာဒီလ25ရက်နေ့ကိုနောက်ဆုံးထားပြီးမိုးကုတ်ကနေပြန်လည်ဆုတ်ခွာမှာဖြစ်ပေမဲ့မန်းလေးဖီတဲ့ပါဝင်မဟာမိတ်တော်လှန်ရေးတပ်တွေက မြို့ကိုဆက်လက်ထိန်ချုပ်သွားမယ်လို့အတီးအတီးထုတ်ပြန်ကြေညာထားပါတယ်။မန္တလေးတိုင်းအတွင်းမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကလူငယ်တွေနဲ့ခီးသွားတွေကိုစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးတာတွေဇက်တိုက်လုပ်လာပါတယ်။ဒီသတင်းကိုရေလက်တန်ကပေးပို့ထားပါတယ်။မကွေးတိုင်းမင်းမှုခရိုင်အတွင်းရှိ ပွင့်ဖြူနယ်စကူမြို့နယ်တွေမှာစစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေကပေါ်တာဆွဲဖမ်းဆီးတာတွေစတိုက်လှုပ်ဆောင်နေလို့ဒေသကနေထိတ်လန့်နေရတယ်လို့မြို့ကနေစီကသိရပါတယ်။လေကိုင်းရွာလမ်းစုံနဲ့လေကိုင်းကျောင်းတော်ရွာကြားလမ်းပိုင်းမှာစစ်ကောင်ပြင်ပူပေါင်းတပ်တွေကခီးသွွားကားတွေနဲ့အနည်းပတ်ဝန်းကျင်ခြေရွာကလူငယ်တွေကိုနိုဝင်ဘာလဒုတိယပတ်အတွင်းနေ့စဉ်ပေါ်တာဆွဲဖမ်းဆီးနေတာလို့ဆိုပါတယ်။စကူမြို့နယ်ပွင့်ဖြူပတ်တွေမှာအခု၃ရက်အတွင်းအထမစစ်မှုတန်းတော်တော်ဆွဲခံရပါတယ်။ဟွန်နာဖိနဲ့ရောင် 1G1K1815 နဲ့ပတ်ဆွဲနေရပါ။ အလာတူပွင့်ဖြူနဲ့ဆလင်းမြို့နယ်အကြားကရှောက်တော့ရအနီးမင်းမှုပွင့်ဖြူဆလင်းလမ်းမိုက်မှာရှိတဲ့မုံချောင်းတရားထိပ်ကစစ်ကောင်ဖြစ်တဲ့ရဲနဲ့ပြူစော်တီပူးပေါင်းတပ်ဖွဲ့တွေကလည်းခီးသွွားကားတွေနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေကလမ်းသွားလမ်းလာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။စစ်ကောင်ဖြစ်တဲ့ရဲပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်ကျောင်းတော်ယာနဲ့ဝဲတောင်ကျေးရွာတွေကအသက်၁၈နှစ်ကနေ၂၂နှစ်ကြာလူငယ်အမျိုးသား၅ဦးပွင့်ဖြူမြို့နယ်မှာအင်းနတ်မုံစလဲတောင်အင်းရွာသစ်ခင်တဲတထေးကုန်းရွာတွေက အသက်25ကနေ32ကြားရှိလူငယ်မျိုးသားရှစ်ဦးအထိဖမ်းဆီးခံထားရတယ်လို့ပြည်သူ့နယ်စကုဒေတာကနေစီကသိရပါဗျ။ဖမ်းဆီးခံရမှုမှာခီးသွွားကားတွေပေါ်ကလူငယ်တွေလည်းပါဝင်ပြီးအဲ့ဒီဖမ်းဆီးခံရမှုအခြေအနေတွေနဲ့ပတ်သက်ပြီးအသေးစိတ်မသိရဘူးလို့ဆိုပါဗျ။အကြောင်းတော်ရာရွာအပါအဝင်အနိပဝင်ကျင်ရွာတွေမှာပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်ဒေတာကန်လူငယ်တွေအနေနဲ့နေအိမ်တွေမှာမနေရကြဘဲနီးစပ်ရာတောတောင်တွေနဲ့လယ်ထဲတွေမှာရွှေ့ပြောင်းနေထိုင်နေကြရတာပါ။ပွင့်ပြူနဲ့လေကိုင်းလေကိုင်းမှာရဲရှိတယ်လေကိုင်းရဲနဲ့ 呃，丢的实在的把我们都摔了。这老老伴有用的啊，的是那肉棒。 အဲလူပေါင်း78ရောက်ရှိရမယ်။ကိုယ့်မြို့မြို့နယ်တွေကလူတွေပေါ်တော့ပြီးတော့ခရီးသွားတွေဆိုတော့လေဘယ်ကဟာရည်လဲလို့လောလောဆယ်အတူတူပေးဖို့ခဲနေနေခဲရင်လေကိုယ့်မြို့မြို့နယ်မှာဆွဲခါလာပေါ်တော့ဒီလေကိုင်းကျောင်းတော်ရအဲပြီးတော့အဲ့ဒီမှာဆွဲခါလာကျောင်းတော်ရရွာလေးတွေတောင်လိုက်ပြီးတော့ဆွဲနေတယ်ဆိုပြီးတော့ကျောင်းတော်ရမှာရှိတယ်ကလေးတငယ်ချင်းတွေကလှမ်းပုတ်စစ်တာရှိတယ်တချို့လေးထွက်ပြေးနေရတာပေါ်တော့ညပဲအိမ်မှာမရဲဘူးကလေးတွေတိုးတဲ့တောင်တွေတိုးတဲ့တောင်တွေဆိုလေဘွဲတွေတော့နေရတယ်လို့ပြောတယ် လက်ရှိမှာပေါ်တာဆွဲဖမ်းဆီးသွားသူတွေကိုမင်းမှုမျိုးအခြေဆိုင်စစ်ကောင်ပြင်တရင်တွေစီပို့ဆောင်ထားပြီးအဲဒီကတဆင်မကွေးမျိုးအမှတ်သုံးစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်လေးရှိတယ်လို့သိရပါတယ်။နိုဝင်ဘာလပထမပတ်အတွင်းမကွေးတိုင်းဘာမျိုးကြီးများပြားမှာစစ်ကောင်ပြင်ဦးဆောင်ပြီးတစောင်းနိုင်ပွဲတွေပြုလုပ်ခဲ့ရာအဲဒီကာလတွေမှာပေါ်တာဆွဲဖမ်းဆီးတာတွေယာယီရနာခဲ့ပြီးတဲ့နောက်ဒုတိယဘက်ကစတင်ကမကွေးတိုင်းကမြို့နယ်တွေမှာအခုလိုဖမ်းဆီးမှုတွေပြန်လည်မြင့်တက်လာတာလည်းဖြစ်ပါတယ်။စစ်ကောင်ပြင်တပ်ဟာ2024ဖေဖော်ဝါရီလမှာပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ဧပြီလမှာအပတ်စဉ်တင်တန်းကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးအခုနှစ်အောက်တိုဘာလအထိစစ်မှုရန်တင်တန်းအပတ်စဉ်18ခုဖွင့်လှစ်ထားခဲ့တာပါ။လစဉ်ဖွင့်လှစ်နေတဲ့စစ်မှုရန်တင်တန်းအပတ်စဉ်တွေအတွက်လူလွဲချက်ပြည့်မီနိုင်ရေးစစ်ကောင်မရှင်တပ်ကလမ်းသွားလမ်းလာလူငယ်တွေကိုဖမ်းဆီးတာအပြင်နေအိမ်တွေထဲအထိဝင်ရောက်ဖမ်းဆီးတာတွေလှုံ့ဆော်နေတယ်လို့တော်လိုင်းတက်တွေစီပပြောင်းခေလုံလာတဲ့စစ်မှုရန်စစ်သားများစုကပြောဆိုကြပါတယ်။စစ်ကောင်မရှင်တပ်ကလူငယ်တွေကိုပေါ်တာဆွဲတာမှာမကွေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်းနဲ့ AR တိုင်းတွေကမြို့နယ်တွေကိုအဓိကပြစ်မှတ်တာဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့စစ်ကောင်စီတပ်ကိုကူတိုက်နေတဲ့ပီယန်နိုပြည်သူစစ်ဟာစစ်သားလူအချက်များနေရာကြောင့်စစ်တပ်နဲ့မတက်ဘူးတဲ့ရွာသားတွေကိုပါရှေ့တန်းပို့ပြီးတိုက်ခိုင်းနေတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ဒီသတင်းကိုမဲဆောင်သတင်းဌာနကပေးပို့ထားပါရယ်။မေတ္တာခံတာ ရှမ်းပြည်တောင်ပိုင်းပိုးဒေတာရှိကျွော်ရီမှာနေထိုင်တဲ့စစ်တပ်နန်းတစ်ကြိမ်မှမတက်ဖူးတဲ့အမျိုးသားတွေကိုပါစစ်ကောင်စီလက်အောက်ကန် PNO ပြည်သူစစ်ကအလဲကျရှေ့တန်းပို့နေတယ်လို့ကိုရိုင်းကြုံတွေ့သူတွေနဲ့ဒေတာကန်တွေစီကနေသိရပါဗျ။အရွယ်ရောက်ပြီးကြောင်းမတက်တော့တဲ့အမျိုးသားအလုံးကို အလဲကျတစ်ကြိမ်ကိုရက်20နဲ့ရှေ့တန်းကိုပို့ဆောင်နေပြီး အဲ့ဒီလိုသွားရမှာလဲယူနီဖောင်းနဲ့စားစေကအစကို့စီစင်းနဲ့ကိုသွားရတာဖြစ်တယ်လို့ကိုတိုင်းကြုံတွေ့ဖူးသူတွေကပြောပါရယ်အရင်ကအသက်18နှစ်ပြည့်ပြီးကြောင်းမတက်တော့တဲ့သူတွေကိုသာသွားရမယ်လို့ဆိုပေမဲ့လက်ရှိမှာအသက်18နှစ်မပြည့်သေးသူတွေလည်းရှေ့တန်းကိုအလှည့်ကျသွားရပြီးမသွားလို့ရင် လူငါထဲရာကြောင်းလူငါကမှတချိန်ကိုကျက်၁၂သိန်းကနေ၃၀အထိရှိတာကြောင်းမငါးနိုင်တဲ့သူတွေဟာရှေ့တန်းကိုစစ်ပညာအသိမရှိဘဲသွားနေရကြောင်း ကိုယ်တိုင်ရှေ့တန်းအဖို့ခံရသူတူကရှင်းပြပါရယ်စစ်တင်နဲ့တက်ရတဲ့သူမတက်ရတဲ့သူတရွာလုံးအလှည့်ကျသွားရတယ်တစ်ခါခွန်ရင်တရွာကို2ရောက်ကနေပြီးတော့6ရောက်ထိသွားရတာရှိတယ်ယူနီဖောင်းတကူရေးသုံးပစ္စည်းကစားကိုဘာသာကိုစီစဉ်ပြီးတော့သူတို့ပြောတဲ့စုရဲ့နေရာကိုသွားရတယ်ပြီးရင်သူတို့ပို့တဲ့ရှေ့တန်းကိုသွားရတယ် တချို့ကပင်လောင်းဖယ်ခုံနေဆက်သွားတချို့ကစီဆိုင်လွိုက်ကိုနေဆက်သွားရတယ်တချို့ကတော့ဥအောင်ခန်းထီးနေတယ်ကြောက်တလုံးကြီးကိုကာကွယ်ဖို့ကြောက်တလုံးကြီးတောင်ဘက်မှာရှိတယ်ထီခွတ်ဘက်ကိုသွားရတယ်ဒီလိုစစ်တင်တမ်းမတက်ရပဲရှေ့တန်းအပိုခံရတဲ့ဒေသခံတွေဟာတိုက်ပွဲအတွင်းမှာသေဆုံးတာအဖမ်းခံရတာတွေလည်းအများအပြားရှိတယ်လို့ဒေသခံတွေကပြောပါတယ်ခေါဘုံမူတော် ပြီးခဲ့တဲ့ရက်ပိုင်းကတော်လန်ရေးတပ်ဖွဲ့တွေဖမ်းမိတဲ့ခွန်တီတူဟာတောင်ကြီးမြို့နယ်ဟမ်းပိုကြီးကျေးရွာမှာနေထိုင်ပြီးစစ်တပ်နဲ့မတက်ရဘဲစီဆိုင်လိုက်ကော်နယ်ဆက်မှာရှိတဲ့ရှေ့တန်းကို အပိုခံရကနေတိုက်ပွဲအတွင်းတော်လန်ရေးတပ်ဖွဲ့တွေဖမ်းဆီးခြင်းခံရသူတူဖြစ်တယ်လို့ကိုရိတ်ဂျုံဘူးတူတူကပြောပါတယ်ကောင်တို့ဘက်မှာတိုက်ပွဲဖြစ်တော့ကျွန်တော်တို့ကရှေ့သုံးမှာမဟုတ်တော့ဘူးမတိုက်ရဘူး ဲ့မှာရှေ့ကနေတိုက်ရတဲ့အဖွဲတွေကတီတူးကဖမ်းခံရတယ်လို့သတင်းတက်လာမှသိရတာတေတဲ့လူတွေကလည်းတေကြတယ်တင်းနှမတက်ရဘူးလေကျွန်တော်ကလည်းအဲ့ကနေပြန်လာတဲ့ထိုင်းကိုလာလိုက်တာရွာမှာဆက်နေနောက်တစ်ခါရှေ့တန်းထပ်တော်ရမှာကြောက်လို့သူပြောတဲ့ခွန်တီတူးဆိုသူဟာပြီးခဲ့တဲ့ဩဂတ်လ6ရက်ကစီဆိုင်မြို့နယ်ကောင်ထိုကျေးရွာအနီးတိုက်ပွဲအတွင်းအမှတ်1 3 3 5တပ်ရင်းရှမ်းတောင် PDF ကနေစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိခဲ့သူဖြစ်ပါတယ် ကွန်တီတူအဖမ်းခံရပြီးနောက်သူ့ရဲ့မိသားစုဝင်တွေကိုကက်ကူမှရှိတဲ့ပီယန်နိုစေဦးစီးချုပ်ဘုံမူချီခွန်မြောင်ကဆွန်းတော့အမျှဝေဖို့နေငိုခေါ်ပြီးပြောဆိုခဲ့တယ်လို့သူနဲ့အတူရှေ့တန်းပို့ခံရသူတူကပြောပါရယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးပီယန်နိုစေဦးစီးချုပ်ဘုံမူချီခွန်မြောင်ကိုဆက်သွယ်မေးမြန်းမိမယ်ပြန်လည်ဖြေကြားတာမရှိပါဘူး စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ဟာလက်ရှိအချိန်မှာလဲရှမ်းကရင်နီနယ်စပ်မှာစစ်ကောင်စီနဲ့အတူပူးတွဲကတော်လှန်ရေးတပ်တွေကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ARD တိုင်းတွင်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပါတယ်။ဒီသတင်းကို ARD တိုင်းသတင်းဌာနကပေးပို့ထားပါတယ်။ ။ ARI တိုင်းနဲ့ရခိုင်အစက်ကမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကတေဆုံးသူတွေထွက်ပြေးသူတွေနဲ့အဖမ်းခံရသူတွေရှိတယ်လို့ AA နဲ့မဟာမိတ်တပ်တွေရဲ့ထုတ်ပြန်ပြောဆိုချက်တွေအရသိရပါဗျ။ ARI တိုင်းနဲ့ကလေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်တွင်စစ်ကောင်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်မရှင်အဖွဲ့ဝင်တွေဟာနေ့စဉ်ဒီပါထွက်ပြေးနေကြတယ်လို့သိရပါဗျ။ တိုက်ပွဲတဲကနေဒီစစ်သားတွေအစုလိုက်ပြုံလိုက်ဒီထွက်ပြေးကြတာပေါ့နော်အဲပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်နဲ့ဒီလက်နက်တွေနဲ့ထွက်ပြေးလာကြတယ်ဗျအဲသူတို့ကလည်းတောလန်းပြေးတာဆိုတော့ဒီလိုက်ရှာတဲ့သူတွေကဒီတလန်းဆိုတော့လွတ်သွားတယ်ပေါ့နော်လေမျက်နှာမျိုးနဲ့ဆက်ဆက်ရွရွာနဲ့ချင်းလေကျေးရွာရဲ့အနီးအနားမှာတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတဲ့နောက်မှာတော့စစ်ကောင်မရှင်ကစစ်ကွန်ရအမြောင်များပို့ဆောင်တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့တုန်းကလည်း လင်းမျက်နှာမြို့နယ်အတွင်းကိုစစ်ကောမရှင်က Wine Trail Jet Fighter တွေနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အောက်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့ထိ AR တိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကျေးရွာနီဝင်းကျင်နဲ့လေးမျက်နာမျိုးနဲ့ဆက်ဆက်ယူချင်းလေကျေးရွာနီနာမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်မရှင်ဘက်ကထွက်ပြေးလာပြီးအာရခတက်တော် AAC မှာဖမ်းဆီးခံရသူ20ကျော်နဲ့ လက်နက်ချလင်းဝင်ရောက်သူ20ကျော်ထိရှိခဲ့တယ်လို့အေခနိုဝင်မှာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အရာတွေမှာတိုက်ပွဲတွေကဖြစ်နေတာပဲ။ဒေါ်လာရဲ့ရဲဘော်အချို့လဲအသက်ဆုံးရတာတွေရှိပါတယ်။ဒါပေမဲ့စစ်တပ်ဘက်ကသေဆုံးထွက်ပြေးတာများတယ်။အေဘူပေါင်းတပ်တွေစီလင်းဝင်လက်နက်ချတဲ့စစ်သားတွေဟာခမရ၄ခမရ၅ခမရ၆ခမရ၁၀ခလရ၃၅ခလရ၈၃ညအစရှိတဲ့ တက်မ66လောက်ခန့်တရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခန့်တရင်တွေဖြစ်ကြတဲ့ခလာရ63ခလာရ201တရင်တွေကလို့သိရပါတယ်။အလေးဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အားလုံးဒီပါဟာ2025ခုနှစ်အတွင်းအတရားဓမ္မစစ်မှုရန်ပေါ်တာဆွဲခံရသူတွေဖြစ်ပြီးတချို့ဆိုရင်ဆက်ရှင်နဲ့မဖြစ်သေးသူတွေနဲ့အထက်တန်းပညာရေးတက်ရောက်နေတဲ့ចောင်းသားတွေဖြစ်တယ်လို့အေအေကဆိုပါတယ်။ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်မရှင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့က AR တိုင်းနယ်ကစပင်ကြီးွာကိုပေါင်900ဘုံးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့သလိုဂျက်ဖိုက်တာတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်24ဦးထပ်မံတေဆုံးခဲ့ပြီးအိုးအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပလောဝမြို့နယ်နဲ့အိန္ဒိယဘက်ကမြန်မာစစ်ဘေးရှောင်တွေဝမ်ပြတ်ဝမ်ရှော့ယောဂါတွေပြန့်နှံ့လို့တေဆုံးသူတွေလည်းရှိနေပါတယ်။ဇလန်မီဒီယာကတက်ဆက်ပေးထားပါတယ်။ ချင်းပြည်နယ်ပလဲဝါမြို့နယ်နဲ့၎င်းနဲ့နယ်နိမိတ်ဆက်ဆက်တဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တွေမှာအခုတလောကူးစက်မှုမြန်ဆန်တဲ့ဝမ်ပြန်ဝမ်းချော်ယောဂါပြန့်နှံ့နေတယ်လို့သိရပါဗျ။ဒီယောဂါဟာနိုဝင်ဘာလ3ပိုင်းကမီဇိုရမ်လွန်ကိုင်းမြို့နယ်ကစတင်ပြန့်နှံ့လာတာဖြစ်ပြီးဒေသတွင်ရွာသား9ဦးဟာဝမ်ပြန်ဝမ်းချော်ယောဂါကြောင့်သေဆုံးခဲ့ရပါဗျ။အများအပြားဟာဝမ်ပြန်ဝမ်းချော်ယောဂါကူးစက်ခံစားနေကြပါဗျ။ ပြင်းထန်ဝမ်းပြည့်ဝမ်းလျှောယောဂါစတင်ဖြစ်ပွားတဲ့မီဇိုရမ်ပြည်နယ်ကာကီနဲ့သွေးတန်းကျေးရွာဟာခူမီချင်းတွေနေထိုင်တဲ့ကျေးရွာလည်းဖြစ်ပါတယ်။ယောဂါပြင်းထန်ပုံနဲ့ဆေးရုံဆေးခန်းနဲ့ဝေးကွာနေတာကြောင့်အခက်အခဲကြုံတွေ့နေတာကိုပလဲဝါစစ်ရှောင်းတာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။ပြီးခဲ့တဲ့လဆန်ကစတာပါ။ဒီယောဂါကအယမ်းမြန်တယ်။ဝမ်းပြည့်ဝမ်းလျှောတဲ့အပြင် ပြုတ်အန္တရာယ်လည်းဖြစ်တယ်။ထက်လန်အောက်လျှောပုံစံပေါ့။ အခုထိတည်ဆုံသွားသူတွေကကြာကြာမဖြစ်ကြဘူးယောဂဖြစ်လို့တရက်နှစ်ရက်တွင်တည်ဆုံကြတာများတယ်အသက်ပိုင်းခြားလေးတိတ်မရှိဘူးလူတိုင်းမှဖြစ်နေကြတယ်ဂါဂီမာက စေးရုံစေးခါမရှိတော့ရေလန်းကနေမိနစ်40လောက်တက်ရတဲ့တွေးတောင်းရော်ကိုစီးသွားကိုရတယ်ဂါဂီရော်ဘက်ကိုအဝင်ထွက်လို့လို့မရတော့ဘူးစီးဝါးတွေလည်းမလုံလောက်ကြတော့ဘူးလို့သိရတယ်အခုစီးဝါးပို့နိုင်မယ့်လမ်းကြောင်းရှာနေကြတယ် ဒီယောဂါဟာကုသမြန်ယောဂါဖြစ်တာကြောင့်အလောင်းတကြိုရာမှာလဲလူအများနဲ့မလုပ်ပဲလူနည်းစုနဲ့သာပြုလုပ်ကြောင်းလုံကိုက်ခရိုင်အုပ်ချုပ်ရေးမှူးကစီအဖွဲ့တွေဆင်လွတ်ထားကြောင်းလဲမီဇိုရမ်အခြေစိုက်သတင်းတွေကဖော်ပြထားပါတယ်။ချင်းကျင်နယ်ပလဲဝါမြို့နယ်မှာလဲလူ300ဝန်းကျင်ဟာပြင်းထန်ဝမ်းပြည့်ယောဂါကုသခံရတယ်လို့ AA ရဲ့ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။အဲ့ဒီအတွက်အရေးပေါ်တုံ့ပြန်ရေးဖွဲ့စည်းပြီး ပလဝမြုံနယ်ဒေသအဖွဲ့အစည်းတွေအရက်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစေကူတာရေးတွေနဲ့ယောဂါထိန်းချုပ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ဒါအပြင်ပလဝမြုံနယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေကိုပါကျင်းတဲ့ဝမ်းပြည့်ကူးစက်မြန်ယောဂါကြိုတင်ကာကွယ်ဆေးတွေတိုက်ကျွေးတာနဲ့အသိပညာပေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ပြီးကူးစက်မှုနှုန်းလုံးဝမရှိတော့တဲ့အထိဆောင်ရွက်မယ်လို့အေအေရဲ့ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ထားပါရယ်။ ကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းမှာတိုက်ပွဲပြင်းထန်နေပါတယ်။ဒီသတင်းကိုသတင်းနိုင်တိုင်းကပေးပို့ထားပါတယ်။ကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ပိုင်းဒေါနာတောင်ပေါ်ပတ်လန်ကိုထိန်းချုပ်နိုင်ဖို့စစ်အုပ်စုကအင်အားလုံးကြီးနဲ့စစ်ကြောင်းထိုးနေပြီးတော့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့တော်လရင်တပ်တွေထံကနေသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းကနေကအင်အားတထောင်နီးပါးရှိတဲ့စစ်ကောင်စီတပ်ကကျုံတို့မြို့ကနေတက်စစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ က်ရှိကော့ဂရိတ်မြို့မြောက်ပိုင်းမြောက်ရီကော့ဂရိတ်ဒေါနာတောင်ပေါ်ပက်လန်ဟောင်းတောင်ချေအနီးကကြေးရွာတစ်ဝိုက်မှာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်သူကအဲ့ဒီဂျုံတို့ကနေပြီးတော့ကော့ဂရိတ်မြောက်ပိုင်းကိုထိုးပေါက်နေတယ်ပေါ့ဂျုံတို့ဘက်ကနေလဲဝင်တယ်ကော့ဂရိတ်ဘက်ကနေလဲဝင်တယ်အဲ့ဒီလိုမျိုးစစ်ကြောင်းတွေဖျက်ထွက်ထားတာပေါ့အဲ့ဒီမှာကြေးရွာချင်းဆက်လန်တွေဂျုံတို့ကနေပြီးတော့ကော့ဂရိတ်အထိကအများကြီးပဲလေတရွာပြီးတရွာတားပြီးတော့တိုက်နေတာပဲဒီဘိုးဆရာနားပတ်ချလင်ပါပေါ့ဂွီမောင်တိုင်တို့ မိဖာလဲတို့ရွှေလူကုန်းအဲ့ဒီဘက်မှာအိတ်ချန်သားတဝိုက်မှာဖြစ်နေတာပေါ့အခုဖြစ်ပွားနေတဲ့တိုက်ပွဲမှာ DKPA ဗိုလ်ပြီးအဖွဲ့တို့ကလမ်းပြအနေနဲ့ပါဝင်တိုက်ခိုက်နေပေမဲ့တော်လရင်ပူပေါင်းတပ်ဘက်ကနေမြအားသာချက်ရယူထားတယ်လို့ဆိုပါရယ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကအရာရှိပိုင်းတွေအပါအဝင် အထိခိုက်အကြဆုံးများနေတယ်လို့တော်လရင်ပူပေါင်းတပ်ဘက်ကလည်းထိခိုက်မှုရှိနေပါတယ်။ဒါအပြင်တိုက်ပွဲမှာစစ်အုပ်စုကလေကြောင်းကနေမကြာမကြာဘုံးကျဲတိုက်ခိုက်နေပြီးတော့ နိုဝင်ဘာလ23ရက်ကတိုက်ပွဲပြင်းထန်နေတဲ့ကော့ခရိတ်မြောက်ပိုင်းကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။ဒီတောင်ဝန်လမ်းအောင်ကအခုချိန်ထိတော်လိုင်းဘက်ကထိ ंछ ုပ်ထားတော့မယ်လေ။အဓိကနေမည်စုံမမှုရယူချင်တာပေါ့။သူတို့ဝင်နေတာတလားကျော်လောက်ရှိပြီ။တုံးတဲ့ရတလောက်ဆိုရင်မြောက်ဒီအာရှာလမ်းကိုမဖွင့်ခင်ဒီတောင်ဝန်လမ်းကိုလည်းအပြီးရှင်းတဲ့သဘောလေ။နောက်ပိုင်းအနောက်ရှက်ဖြစ်လာမှလည်းစိုးတာလည်းပါတယ်။ခတ်တာဒီနေမည်မှာသူတို့မကျွမ်းကျင်ဘူး။ သူတို့ကဗိုလ်ပြီးဘွဲ့ခေါ်ပြီးဝင်လုံးတယ်ကော်ရီကနေမြောင်းဝီကိုဆက်သွယ်ထားတဲ့လမ်းပိုင်းအလုံးကိုအပြီးထိန်ချုပ်ဖို့ကြိုးစားတာပေါ့ကလာကျော်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာရတားများပြားထွက်ပြေးတိမ်းရှောင်နေရသလိုထိခိုက်ဒဏ်ရာရှိသူတွေရှိနေတဲ့အပြင်နေရင်အဆအုများစွာပျက်စီးမှုရှိနေတယ်လို့သူကဆက်ပြောပါတယ်။စေအုပ်စုဟာထိုင်းမြန်မာနယ်စပ်ကုံရီလမ်းကြောင်းပြန်ဖွင့်ဖို့အာရှလမ်းပိုင်းနဲ့ဒေါနာတောင်လမ်းဟောင်းကိုအလုံးစုံတိုက်ပတ်ရန်ကြိုးစားနေပေမဲ့အထိခိုက်ကြဆုံများစွာနဲ့ရှေ့ဆက်မတိုးနိုင်ဖြစ်နေပါတယ်။ ပခုတ်ကူခရိုင်တွင်စိုးစုကအင်အားသုံးစစ်ကြောင်းထိုးလူတက်နေလို့ဒေသခံပြည်သူတွေတောင်းနဲ့ချီထွက်ပြေးနေရပါတယ်။ဒီသတင်းကိုမန္တလေး Free Press ကထပ်မံပေးပို့ထားပါတယ်။မကွေးတိုင်းပခုတ်ကူခရိုင်တက်ကပေါ့မြိုင်နဲ့ပခုတ်ကူနယ်တွေကိုစိုးစုကအင်အားသုံးစစ်ကြောင်းထုတ်ကလူတက်လူရဲ့မိရှုံနေလို့တောင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေစစ်ပေးဆောင်ထွက်ပြေးနေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရတယ်။ တောအစုရဲ့တမကိုကိုနဲ့တမတရားတက်ကအင်အားရာကြီးပါတဲ့စစ်ကြောင်းတွေနဲ့အဖွဲ့တွေခွဲကနိုဝင်ဘာလဆန်ကစပြီးတော့ပေါင်မြိုင်နဲ့ပခုတ်ကူနေတဲ့ရွာစင်ပတ်မွေစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။ပေါင်တဲ့ထဲမှာကိုပဲမိတ္တလာမျိုးအခြေဆိုင်စောအစုရဲ့တမကိုကိုလောက်ခန့်ချင်းမြတ်တရင်နေဖြစ်တဲ့ခမရ100ကိုခမရ419နဲ့ခမရ14တို့တရင်3ရင်ပေါင်ပြီးတော့အင်အား300ကျော်နဲ့စစ်ကြောင်းထိုးလူသက်လူရက်ကမိရှုနေတာလို့ဒေသခံတော်လိုင်းရဲဘော်တို့ကပြောပါတယ်။ အဲ့ဒီဆိုဆိုတာနိုဝင်ဘာ၂ရက်ကပခုတ်ကူနယ်မြစ်ခြေကျွန်းချောင်းရွာနီးမှာရှိတဲ့ညောင်လကျေးရွာကိုစစ်နကနေအိမ်ကိုဖောက်တွင်းလူရဲ့ပြီးနောက်ဖမ်းမိတဲ့ရွာကန်စီရီယန်ကျောင်းဆရာတဦးကိုလည်းညှဉ်းပန်းနှိပ်စက်ကတနက်နဲ့အနီးကပ်ပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာ၄ရက်မှာလည်းညိုင်းနယ်တောင်ပိုင်းကသာစင်းနဲ့နှမ်းစီကန်ကျေးရွာတို့ကိုစီးနှင်းပြီးနောက်နေအိမ်ကိုဖောက်တွင်းကမိရှုဖြစ်စီခဲ့ပါတယ်။ဇောစုရန်ကျောင်းပခုတ်ကူပေါင်တဲ့ညိုင်းနယ်ကျေးရွာတွေကတောင်းနဲ့ချီတဲ့ပြည်သူတွေအသက်လူထွက်ပြေးနေရတယ်လို့ အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းညာရဲ့တာဝန်ရှိသူတူကလည်းအခုလိုပြောပါတယ်။စစ်ဆောင်တွေကအချိန်ကြီးတော့သူတို့အသက်လွပြီးတော့ပြေးနေရတဲ့သဘောပေါ့ဗျာ။စားစရာတောင်တချို့ဆိုပါပါမလာဘူးပေါ့။ပါမလာမနဲ့ပါလာတဲ့သူတွေစီကနေမျှစားတဲ့သဘောပေါ့။အရာကြီးရုပ်ရည်ရှောင်ရတာဆိုတော့အဲအသက်ပဲပဲလွတ်အောင်ပြေးလာတော့ပေါ့။အဲအခုဒီကနေ့ညက်နေဆိုလည်းအဲဒီဇော်ကြီးတောင်နာရှောင်ရတဲ့ဟာလေးဆိုကိုယ်မှရှိတဲ့စိတ်တွေနွားတွေကြက်တွေအဲ့တိုင်းထားခဲ့ရတယ်ကြီးထားခဲ့ရတယ်ထားခဲ့ပြီးတော့အသက်လွတ်အောင်ပြေးလာတာဆိုတော့ အဲစားရရိတ်ခါပါမလာဘူးပေါ့မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့အတွင်းမှာတာစီနဲ့နှမ်းစီကံကျွေးရတွေကပြည်သူ3000ခန့်ဟာစောစုနဲ့ပြူစောတိရန်ကြောင်း2023ခုနှစ်ကလေးကရွာမှာမနေဝတ်မဲ့စပေးရှောင်နေရတာဖြစ်ပြီးတော့လက်ရှိမှာတော့စောစုကအင်အားသုံးစစ်ကြောင်းထိုးလာလို့စစ်ရှောင်တဲတွေကနေထပ်မံရွှေ့ပြောင်းနေရတယ်လို့ဆိုပါတယ်။ပေါင်းတယ်မှာတော့စပေးရှောင်ထွက်ပြေးနေရတဲ့ပြည်သူ1000ကျော်ရှိပြီးတော့ကျေးရွာ16ရွာပြေးနေရတာလို့ဒေသခံတွေကပြောပါတယ်။ ပခုတ်ကူမှာရွေးကောက်ပွဲလုံးမယ်လို့စိုးစုကကြေညာထားပြီးရွေးကောက်ပွဲမတိုင်မီနေမြေရှင်းလင်းတဲ့အနေနဲ့အခုလိုအင်အားသုံးစစ်ကြောင်းထုတ်ကလူသက်လူရဲ့မိရှုနေတာဖြစ်မယ်လို့ဆိုပါတယ်။စိုးစုဟာပခုတ်ကူနယ်ခြေရွာတွေကိုစင်းနှင်းချိန်ဖမ်းမိတဲ့ပြည်သူတွေကိုရွေးကောက်ပွဲမှာမဲထဲဖို့ခံဝင်လက်မှတ်ထိုးခိုင်းပြီးမှလက်မှတ်ထိုးသူကိုငွေပေးကပြန်လွှတ်ပေးမယ်လို့လည်းဒေသခံတွေကပြောပါတယ်။အရခတတော်အေအေထိန်ချုပ်နေမြေတွေကိုစစ်ကောင်စီကဒီလမှာစလို့ဒီလမ်းမျိုးစုံနဲ့ ဝင်ရောက်ထိုးဖောက်မှုတွေလှုပ်ဆောင်လာနေပါတယ်။ဒီသတင်းကို Western News ကပေးပို့ထားပါတယ်။အရခတတော်အေးသိမ့်ပိုက်ထားတဲ့နေရာတွေကိုထိုးဖောက်ဝင်ရောက်ဖို့စစ်ကောင်စီကနီလန်းမျိုးစုံနဲ့ဒီလာထဲမှာပုံပြီးကြိုးပမ်းလာနေတာကိုတွေ့ရပါတယ်။အထူးသဖြင့်ကတော့စစ်တွေမျိုးနီကပုံနာကျုံမျိုးနဲ့ပေါတောမျိုးနယ်တွေကိုထိုးဖောက်ဝင်ရောက်ဖို့လေတက်ရေတက်ကြီးတက်တွေကိုအင်အားဖြည့်တင်းလာနေတာပါ ဒါအပြင်တန်တွဲမြို့နယ်ငပလီကမ်းခြေတစ်ချောင်းနဲ့ကွာမြို့နယ်တွေကိုစစ်ကောင်စီကရေတပ်ကနေဝင်ရောက်ဖို့ကြိုးပမ်းနေတာလည်းရှိနေပါသေးတယ်။စစ်ကောင်စီကပလတ်ဝအပါဝင်ရခိုင်ကမြို့နယ်15မြို့နယ်ကိုလက်လွတ်ဆုံးရှုံးထားရပြီးဆုံးရှုံးသွားတဲ့မြို့နယ်တွေထက်ကမြို့နယ်တချို့ပြန်လည်ရရှိဖို့စစ်ကောင်စီကကြိုးပမ်းလာတာကို မြင်ရတယ်လို့စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။ကြောက်ဖြူကနေကူပီကမှကျွန်တော်တို့အမ်းပေါ့နော်အမ်းဒါမှမဟုတ်လေတန်ကုန်တန်တွဲကွာဖက်ကို စစ်ကြောင်းထိုးသွားမဲ့အနေအထားမျိုးလားပေါ့နော်ဒီလိုနှီးမျိုးတွေနဲ့ကြိုးစားလာနိုင်ပွဲတော့ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်စစ်တွေကနေကြောက်ဖြူကပ်ပေါ့နော်အခုနောက်ပိုင်းကတော့အင်အားကြောက်ဖြူဒီတိုင်းပဲပို့လာတာဆိုတော့ကြောက်ဖြူသူတို့ထိတ်ချုပ်ပြီးသွားပြီဆိုရင်တော့ကြောက်ဖြူကနေတဆင့်ပဲဒီကြံတဲ့ရခိုင်တောင်ပိုင်းကိုဝင်တဲ့လုပ်ငန်းစဉ်ပေါ့နော်အဲ့ဒီလုပ်ငန်းစဉ်ကပို့ပြီးတော့သူတို့လုံမဲ့ပေါ့နော်မြေပြင်အခြေအနေနဲ့နှီးဆက်တယ်လို့ပဲကျွန်တော်တော့အဲတုံးတက်ရပါတယ် စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမျိုးကနေအရခတတော်အီထိန်းချုပ်ထားတဲ့ပုံနာကျောင်းမျိုးနယ်တွေကိုဝင်ရောက်ဖို့စစ်ကောင်စီကခုရက်ပိုင်းပိုးပြီးကြိုးပမ်းလာကြတာကိုတွေ့ရတယ်လို့စစ်ရေးတုံးသက်သူတွေကပြောပါတယ်။ဒါ့အပြင်တန်တွဲငပလီဘက်နဲ့ဂွားမျိုးနယ်ဘက်တွေမှာဆိုရင်စစ်ကောင်စီကရေတပ်နဲ့ဝင်ရောက်ဖို့အကြိမ်ကြိမ်စ조사နေတာဖြစ်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာတွေတခြားလုံးလုပ်နေတယ်လို့ဂွားဒေသခံတွေကပြောပါတယ်။ ဒီပင်လယ်ရေပြင်တွေမှာပေါ့ဒီနေပြည်တွေအင်အားတိုးပြီးတော့ခါအဲသူတို့ဘက်ကဒီအဲပြန်ပြီးတော့အဲထိုးစစ်ဆင်မှုအဲပုံစံမျိုးစူးစမ်းနေတာမျိုးရှိတယ်ဒီကျွန်တော်တို့ဒီခွားမျိုးနေကြရေကောက်ွက်လောက်ဖို့မလုတဲ့ဆင်းမှာမပါဘူးပေါ့အဲသူလောက်ဖို့ဆိုပြီးတော့ကြင်ညာထားတဲ့ဟာအဲသဘောမျိုးရှိတယ်ပေါ့ဆိုတော့ခါအဲသူတို့ဘက်ကဒီလိုမျိုးစူးစမ်းလာရှိတယ်ကြောက်ပြုံမြို့နယ်ကတဆင်အေးသိမ့်ပိုက်ထားတဲ့ရံပြဲမြို့နယ်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖို့စူးစမ်းနေပါတယ် ကြောက်ဖြူတိုက်ပွဲမှာတော့အာရခတတော်အေးကကြောက်ဖြူမြို့နယ်ကနေရာတချို့တတ်ဆုပ်ထားရတယ်လို့စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါတယ်။အေးသိမ်းမိုက်ထားတဲ့အန်တောင်ကုတ်မြို့နယ်ဘက်တွေကိုရိုးမတောင်တန်းကနေတဆင်ဝင်ရောက်ဖို့ကြိုးပမ်းနေပေမဲ့ဒါကဖြစ်နိုင်ခြေမရှိဘူးလို့စစ်ရေးတုံးသက်သူတွေကပြောဆိုပါတယ်။စစ်ကောင်စီက ရခိုင်ကတိမ့်ပိုက်ခံထားရတဲ့မြို့နယ်တချို့ကိုဝင်ရောက်ဖို့ကြိုးပမ်းနေတာကလက်တလောအခြေအနေအရလုံးဝဖြစ်နိုင်ခြင်းနဲ့ပါပြီးစစ်ကောင်စီကလေကြောင်းတစ်ခုတည်းကိုသာဖိအားပေးနိုင်ခြင်းရှိတယ်လို့ပြောဆိုကြပါရယ်။ဒါကြောင့်စစ်ကောင်စီကလေကြောင်းကနေတဆင့်အရသားတွေနေတဲ့နေရာတွေကိုဖိအားပေးတိုက်ခိုက်တာဘုံကျဲမှုတွေလုပ်တာတွေအခုရက်ပိုင်းမှာပိုများလာတာကိုတွေ့ရပါရယ်။ ခုတင်ဆက်ပေးခဲ့တာကတော့ဒေတာအခြေစိုက်သတင်းမီဒီယာ၉ခုနဲ့ဖွဲ့စည်းထားတဲ့ဘာမာမီဒီယာကွန်ဆော်ရှမ် BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့နေ့လယ်၂ :15 မိနစ်မှာထုတ်လွှင့်ပြီးတော့တနင်္လာနေ့ညနေ၅ :15 မိနစ်မှာလည်းတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မှုဝင်ကြပါ